အားလုံးမင်္ဂလာပါခင်ဗျာ ကျွန်တော်ဒီနေ့ဖတ်ပြမယ့်ကဗျာလေးကတော့အကူပြောပြတဲ့အမိအကြောင်းဆိုတဲ့ကဗျာလေးဖြစ်ပါတယ်မင်းငငယ်ကကြောမဘူးကြီးတွေအစမပြတ်ပေါလို့ထိုင်မဟုတ် အိမ်မဟုတ်နဲ့ကြော်ဖြတ်ခဲ့ရတဲ့ရပေါင်းများစွာမင်းမမိလားမင်းကိုမွေးပြီးနှုတ်မထွက်တော့တဲ့အမိက ကလာချင်းစွဲနှုတ်စီကိုဝေဝေးတကတော့ဝယ်ပေးခဲ့ရတာတွေတလုံးတစ်ချက်15ပြားပဲမဲ့ဖြစ်အောင်စီမံခဲ့တဲ့အမေစိတ်ဓာတ်နဲ့တတ္တိကတကယ်ဆံပြညီလေးမင်းညာပဲအိပ်ပျော်နေတာကိုကြည့်ပြီးကောက်ကြောင်းမကြီးဆွဲခဲ့တဲ့ငါမကြီးခန်းညံ့ညံ့ကိုတူလုံးလို့ဆိုပြီးကြံပန်ချီးကျူးခဲ့တာမမေ့ဘူးကွာမင်းကအဖေနဲ့တူတယ်လေး အမေကအကိုဆွဲတဲ့မင်းပုံဟာတို့အဖေနဲ့ဒူလုံးလို့တဲ့အမေနဲ့အကိုကလက်တွဲခဲ့ရတယ်လေကွာမင်းတို့ငငယ်ဂျိုးကြခွေးစံကလေးညောင်လေးပင် ပပလည်းကရွာလေးမှာစံနဲ့ဟင်းဒီဟင်းရွက်ရောင်းတဝက်လက်တဝက်လုတ်ခဲတော့ကအကိုကအမေအရင်အာပေါ်ထုံးမြတ် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာတကယ်တော့ဒီကဗျာကျွန်တော်အကူရေးခဲ့တဲ့ကဗျာလေးပါအကူကကဗျာရေးပြီးတော့ကျွန်တော်လှမ်းပေးတယ်ကဗျာမှာခေါင်းစဉ်မပေါညီလေးပဲကဗျာခေါင်းစဉ်ပေးလိုက်တော့တဲ့အဲ့ဒါနဲ့ကျွန်တော်ကကဗျာကိုကြည့်ပြီးတော့အကူပြောပြတဲ့အမေအချောင်းဆိုတဲ့ကဗျာခေါင်းစဉ်လေးကိုပေးမိတာပါအကူကတော့ဆုံးသွားတာကြာပါပြီ ကိုဗစ်ပထမလိုင်းမတိုင်ခင်တည်းကအခုဆုံးတာပါအခုအခုရဲ့အမှတ်တရဒီကြပြာလေးကိုကျွန်တော်ရေးရခြင်းဖြစ်ပါတယ်နားဆင်ပြီးတဲ့အတွက်ကျေးဇူးပါ